စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလတရက်ကနေ9ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်လူရပြည့်စုံမယ်ခရီးကိစ္စအစဉ်ပြေမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာလုပ်ငန်းတွန်းတွဲပြီးတော့ကောင်းသောတိုးတက်မှုရဲ့နှစ်သာရကိုရရှိစီမံကိန်းစဉ်အကြံစစ်တွေလက်တွေ့ကောင်းတဲ့ဖို့နိုင်ကိုယ့်အတွက်ရာရာဆင်ပြေတဲ့နေ့ဖြစ်ပြီးကံကောင်းမယ်2ရက်နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတိုးတက်မယ်။၃ရက်နေမှာစိတ်ချမ်းသာမယ်၊လူရပြည့်စုံမယ်၊ရာရာပြည့်စုံမယ်။၄ရက်နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေအတွက်စီစဉ်ဆောင်ရွက်ကြိုးပမ်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။၅ရက်နေမှာငွေကြေးကံကောင်းခြင်း၊လက်ဖွင့်ခြင်း၊လူပြည့်စုံခြင်းကိုကြောင်းမယ်။၆ရက်နေမှာငွေကြေးကံကောင်းမယ်။ဒါမဲ့မတော်ဆအနေထိခိုက်မှုကိုထုပြပြီးကြိုးစားရမယ်။နောက်ကဘုံရက်နဲ့တိုက်ဆိုင်တဲ့အနောက်ရက်ကိုဒီသွားစေခြင်းရှိတဲ့တဲ့ နေကင်းတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကူဆိုင်မယ်ခုနှစ်နှစ်မှာမဟာရကျမ်းဖြစ်တော့အပြောမလုံနဲ့အနည်းရှိလိုက်တယ်ရေရညရေရညကူဆိုင်မယ်အဲ့ဒီမှာမြောက်ရောက်ဥတီသွားစေနေရှိလိုက်တယ်မနေ့7နိုင်ခွဲနဲ့စရလိုက်တွင်အသွားလန်နေတိုင်းအထူးပြုပြီးကူဆိုင်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာဇာသပရင်းနေဗုဒ္ဓနေရင်ကနေမွေးသူတွေကကောင်းကျိုးပေးတယ်တနည်းလားတော့ကြမွေးသူတွေဒုက္ခပေးတတ်တယ် 369ခန်းနဲ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်ကျက်သွေးရောင်တွေကိုဝစ်စင်သုံးဆွဲပြီးလူရှိရကိစ္စများဆောင်ရွက်ပါအစဉ်ပြေသွားနိုင်ပါအနီရောင်ပန်းပွင့်ဘုရားကတ်လူပူဇော်ပြီးလိုရာပြုဆောင်ရွက်ပါ၄ရက်နေ့ဒီဇင်ဘာအဲ့ဒီနေ့ကလာပြည့်နေ့နတော်လာပြည့်နေ့ခြာသာပတိနဲ့တိုက်ဆိုင်တယ်လာပြည့်နေ့ခြာသာပတိတိုက်ဆိုင်တဲ့နေ့မှာလင်မတ်တစ်ချက်ထဲမှာလက်ဖက်၄ပုံပုံပြီးတော့အဲ့ဒီလက်ဖက်၄ပုံပုံထားတဲ့လင်မတ်ဘုရားလှူလိုက်ကတ်လှူလိုက် တူရကြကြလက်ဖွင့်တယ်လက်တွေ့ဆန်းသက်နိုင်ပါတယ်ကျေးဇူးတင်ပါ